ိုင်းနိုင်ငံကကြားဖြတ်နေအကြောင်းကိုတင်ပလောက်ထိတည်ထားပြီးပြီလေနိုင်ငံတကာရဲ့လက်ညှိုးတွေကိုမြန်မာနိုင်ငံဘက်ထိုးချခဲ့တဲ့ထိုင်းနိုင်ငံမှာကြားဖြတ်သူတော်ကောင်းတွေမရှိဘူးလို့ရောထင်ကြလားဒါဆိုဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်လိုက်ပါပညာရေးနယ်ပယ်မှာအမြင့်ဆုံးရာထူးက PhD ပါဒေါက်တာပွဲရထားတဲ့အဆိုပါသူတွေဟာဉာဏ်ရည်မြင်မှကြမယ်ဆိုတာတန်တရားဖြစ်စရာမရှိပါဘူးစူဝါလို့ခေါ်တဲ့အသက်32နှစ်အရွယ်ထိုင်းလူငယ်ဟာလေ ဖျင်းတီရထားပြီးပြည်ပမှာရှစ်နှစ်နေပါအလောလောက်ခဲ့ဖို့သူပါနိုင်ငံသားမှာအလောလောက်ပြီးပတ်စံစုလာခဲ့တဲ့စုဝတ်ဟာယခုကနမည်ကြီးနေရဲ့ကြားဖြန့်တွေကိုအယုံလဲမှာမဟုတ်ဘူးလို့တင်ထင်ကောင်းထင်နေပါလိမ့်မယ်ဒါဆိုကြားဖြန့်တွေစီခဏသွားကြရအောင်တကယ်တော့ကြားဖြန့်ဆိုတာတရုတ်စကားအွန်လိုင်းကငွေလိမ်လဲသူလို့အတိတ်ပဲရှားပါတယ်ဖုန်းကနေတစ်ဆင့်မဲပေါက်တယ်ဆိုပြီးလိညာကငွေကြိုလွှဲခိုင်းကြတဲ့ဖြစ်ရပ်တွေကိုမြန်မာပြည်ကလူတွေလည်းကြုံရပါမနေတော့ပါဘူးဒါပေမဲ့ဒီလိုအဆင့်တွေက ကြားဖြန့်လောကမှာမလေးနဆာအဆင့်မင်းရှိသေးပြီးထိတ်တန့်ကြားဖြန့်တွေကတော့အချီကြီးကြံစီကြသူတွေပါအဲ့ဒီလိုထိတ်တန့်ကြားဖြန့်တွေထဲမှာနိုင်ငံသမားနဲ့မယိုးသားတဲ့အာဏာပိုင်တချို့လည်းပါဝင်နေသလိုနီးပညာမြင့်ဟက်ကာတွေလည်းပါဝင်နေကြပါတယ်ဥပမာအားဖြင့်တင်းရဲ့ဖုန်းလေးကိုလင့်တွေရောက်လာပြီးလင့်ကိုနှိပ်ဖို့သွေးဆောင်တာမျိုးပါအကယ်၍လင့်ကိုနှိပ်မိရင်ခဏချင်းပဲတင်းရဲ့ဖုန်းဒေတာတွေဟာတခြားသူစီပါသွားမှာဖြစ်ပြီးဘဏ်အကောင့်တွေပါတစ်ဖက်ကရရှိသွားတော့မှာပါ။ ခုစုဝက်ဆိုတဲ့ပညာတတ်လူငယ်လေးအတွက်ကတော့အပေါ်အရာတွေကတိတ်အလောက်ဖြစ်မှာမဟုတ်ပါဘူး။နိုင်ငံသားမှာပညာသွားသင်ပြီးအလုံးလုံးလာခဲ့တဲ့လူတရာအဖို့ဒီလိုအကွက်တွေကိုနားလေထားပြီးပြီဆိုပေမဲ့လူတွေကိုဘလုံငွေညစ်မလဲသိရဲ့အားဖြန့်တွေကတော့ PPGG နဲ့အကွက်စင်မာတွေတရက်စုဝက်ရဲ့ဖုန်းကို DSI ကအထူးအရာရှိတယောက်ကဖုန်းဆက်လာပြီးစုဝက်ဟာနိုင်ငံရေးသမားဟောင်းတယောက်နဲ့ပတ်သက်ပြီးဘန်ငွေလွှဲပြောင်းခဲ့တယ်လို့စွဲချက်ရထားကြောင်းပြောလာပါတယ် line app ကနေတဆင့်လဲဆက်ဆက်စာရွက်စာတမ်းတွေကိုပို့ခဲ့ပြီးအကယ်၍အစိုးရအနေနဲ့ပူးပေါင်းစာရွက်ခြင်းမရှိခင်အရေးယူခံရမယ်လို့ပြောပါတယ်။ညနေကျောက်စိတ်ဝင်လာရင်စူဝက်စီကိုအခန်းတွင်းစစ်စစ်နေတဲ့ဗီဒီယိုတချို့ပါပေးပို့လာခဲ့ပြီးစူဝက်အနေနဲ့တုတ်ပံတဲကငွေတွေကိုစစ်ဆေးဖို့ရုံးချုပ်ကြီးလွှဲပေးရမယ်လို့ဆိုလာပါတယ်။ဒီလိုနဲ့ပဲစူဝက်ကသူပိုင်ငွေ၈တန်းကျော်ကိုတရက်စီလွှဲပေးခဲ့ရပြီးဘတ်ငွေ၈တန်းကျော်အလင်းခံလိုက်ရပါတယ်။စူဝက်အနေနဲ့ကံကောင်းခဲ့တာတခုက သူနေရဲ့ကွန်တိုကိုပါပေါင်နှံပြီးပစ္စံတွေလွှဲဖို့လုပ်ခဲ့ပေမဲ့ကွန်တိုပေါင်နှံဖို့အဆင်မပြေခဲ့တာကြောင့်ဘတ်ခွနတန်းနှိပါကိုမလွှဲဖြစ်လိုက်တာပါမဟုတ်ရင်စုဝတ်တယောက်နေစရာမရှိစားစရာမရှိဘဝကိုပါကြုံရမယ့်အထိကြားဖြတ်တွေဘက်ကရရဆက်ဆက်အကွက်ကြက်လိမ့်လဲသွားခဲ့ရပါဒီဖြစ်ကိုကြည့်စာရွက်စာရမ်းတွေနဲ့ညှိုးဝှက်ဒေတာတွေကိုကြားဖြတ်ဘက်ကဘယ်လိုရှားခဲ့တယ်လဲဆိုတာကမေးခွန်းထုတ်ကြပါစနေတကြအကွက်ပြောင်းရှိုက်နိုင်ရလောက်အောင်ပါဝင်နေတဲ့အခွင့်အရေးအနေထားကိုတော့ ရိသတ်ကြီးလည်းခံမမိမယ်ထင်ပါတယ်။ခုလိုကြားဖြန့်ကိစ္စတွေစိုးဝလာချိန်မှာထိုင်းအနာပိုင်းတွေဘက်ကတော့မြန်မာဘက်ကိုလက်ညှိုးထိုးနေစေဖြစ်ပေမယ့်ထိုင်းဘက်ကအခွင့်အရေးမပါဘူးဆိုတာကိုတော့နိုင်ငံတကာကလက်မခံကြပါဘူး။လူလင်ကိုင်းတွေကသာလွှတ်ထားအောင်မယ်ဆိုရင်တကူကြီးတော့ဓမြဆိုသလိုခုလိုချိန်ကြငွေညစ်တဲ့အစ်စ်တွေအထိတလန်းလာနေရကိုကြည်ပြီးသိနိုင်ပါတယ်။ငါနဲ့မဆိုင်သလိုဟန်ဆောင်မီနေနေရဲ့ထိုင်းနိုင်ငံမှာတော့ ကြားဖြတ်တွေကဆက်လက်ပတ်နေသေးရဲ့ဆိုတာကိုသတိချက်ပြီးရွှေပြောင်းမြန်မာတွေအနေနဲ့ဂရုတစိုက်နေထိုင်ကြဖို့သတိပေးလိုက်ရပါတယ်။